ဘောရဲ့ professor ကောင်းတဲ့နေရာတူ EOD ဘဏ်ရဲ့ MPU credit card နဲ့တူဖြတ်သားလိုက်ပါ EOD ဘဏ်ရဲ့ MPU credit card နဲ့ဆိုလို့ကျွန်တော်တို့တူတူထားနိုင်တယ်မင်္ဂလာပါရှင် Facebook တိုင်ကျအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။လက်ရှိမှာသုံးဆဲသူများပြားနေတဲ့လူမှုကွန်ရက်အစမျက်နှာတစ်ခုဖြစ်တဲ့ Facebook ပေါ်မှာအကြောင်းအရာကဏ္ဍမျိုးစုံဟာနေပယ်စုံကနေနေ့စဉ်နဲ့မျှပြန့်နှံ့လျက်ရှိပါရစေ။ ဒီလိုပြင်းတဲ့နေရာတွေကမှပရိသတ်တွေရဲ့ကြားထဲမှာစိတ်ဝင်စားမှုတွေများပြားနေတယ်။နောက်ပြော့ပြင်းတဲ့မှုတွေမြင့်တက်နေတဲ့အကြောင်းအရာတွေကို11ရုပ်သံရဲ့ Facebook တိုင်းရဲ့အစီအစဉ်ကနေအပတ်စဉ်ရွေးချယ်တင်ဆက်ပေးလျက်ရှိပါတယ်။ဒီတစ်ပတ်မှာလည်းပရိသတ်တွေရဲ့ကြားထဲမှာစိတ်ဝင်စားမှုတွေမြင့်တက်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးဖို့အတွက်ရမင်းကရွေးချယ်ထားပါတယ်။အဲ့ဒီအကြောင်းအရာတွေကတော့ ရေတံဘူးကွန်ကောင်းရင်နဲ့ကောင်းရခဲ့တဲ့ပတ်စံတသောင်းကိုဆရာတော်တွေကိုဖနက်ဝယ်လူခဲ့တဲ့စေတနာကောင်းတဲ့ကလေးငယ်နှစ်ဦးရဲ့အကြောင်းအရာရာသီဥတုအပူချိန်ဟာ3ဒီဂရီအောက်ကိုကျရောက်နေတဲ့အတွက်စောင့်ချုံပြီးတော့မှအစာတင်နေရတဲ့အကြောင်းသားအကြောင်းသူတွေရဲ့အကြောင်းအရာသစ်သားကိုအဓိကအသုံးပြုပြီးတော့ပြုလုပ်ထားတဲ့ဆိုင်ကယ်လိုမျိုးရှင်ကို စီးနေနေတဲ့ချင်းပြင်းတွေကကလေးတွေရဲ့ဗီဒီယိုဖိုင်နဲ့ တင်ပေးထားသမျှကိုတက်လွယ်နားလည်လွယ်နေတဲ့ချစ်စရာကောင်းတဲ့ခွေးလေးတကောင်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုတင်ဆက်ပေးဖို့အတွက်ရွေးချယ်ထားပါတယ်။ဦးဆုံးတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ရေတံမူးကွန်ကောက်ရင်းထဲမှာကောက်ရခဲ့တဲ့ပတ်စံသက်တမ်းကိုသူတို့အတွက်မသုံးမင်းနဲ့ဆရာတော်တွေကိုဖနှက်ဝယ်လူခဲ့တဲ့စေတနာကောင်းတဲ့ကလေးငယ်နှုတ်ရဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပါ။ကိုယ်ရင်ကဘဝကိုခက်ခဲပင်ပန်းစွာရုန်းကန်လှုပ်ရှားနေရပေမယ့်စေတနာထက်သန်စွာလှူဒန်းမှုပြုလုပ်ခဲ့တဲ့ကလင်းငယ်နှုတ်ရဲ့အကြောင်းအရာကဒီတစ်ပတ်ရဲ့လူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ နာကောင်းတဲ့အဲ့ဒီကလေးငယ်လေးနှစ်ဦးဟာပလိမြို့မွေဖျားလက်မော်မှာရေတန့်ဘူးကွန်လိုက်ကောက်နေရင်းနဲ့ပက်ဆန်ကြက်သတောင်းကိုကောက်ရခဲ့ပြီးဒီလိုကောက်ရခဲ့တဲ့ပက်ဆန်နဲ့ဖက်နဲ့ဝယ်ပြီးတော့ဆရာတော်တွေကိုလာရောက်လှူဒန်းခဲ့တယ်လို့ပြန်နေခဲ့တဲ့ post တွေမှာရေးသားထားပါတယ်။ ့ရဲ့နေစဉ်ဘဝမှာတနည်းကိုကြက်သက်သောမရနိုင်ပေအခုလိုရတဲ့အချိန်မှာလဲလှူရန်ကျင်လို့ကိုလာလူရန်နေတာဖြစ်တယ်လို့ပြောခဲ့ကြောင်းလဲ post မှာဖော်ပြထားပါတယ်ကဲစေတနာကောင်းတဲ့ဒီကလေးနှစ်ဦးအပေါ်လူမှုကွန်ရက်သုံးဆွဲသူတွေရဲ့မှတ်ချက်ပြုရေးသားထားတာတွေကိုလည်းကြည့်ကြည့်ပါအောင်ရှင် ာကိုအင်မတန်လိုလားတဲ့ចောင်းသားចောင်းသူတွေရာသီဥတုတွေအရန်ကိုချမ်းအေးနေတဲ့ကြားတွေကစောင့်ချုံပြီးတော့မှစာတင်နေကြတဲ့ចောင်းသားចောင်းသူတွေရဲ့အကြောင်းအရာကိုဆက်လက်တင်ဆက်ပေးပါမယ်။ခြုံဆောင်တွေကိုစီခြုံပြီးစာရင်းနေကြတဲ့ကလေးတွေရဲ့တပုံဟာစိတ်ဝင်စားစရာပါ။သူတို့ဘာလို့ဒီလိုစောင့်ချုံပြီးတော့စာတင်နေရလဲဆိုတဲ့အကြောင်းရင်းကတော့သူတို့စီကရာသီဥတုဟာအပူချိန်၃ညဒီဂရီရောက်ရောက်နေလို့ပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာကလည်းဒီတစ်ပတ်ရဲ့လူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ဒီကလင်းငယ်တွေဟာချင်းပြည်နယ်ဟာခါမျိုးကဟာခါအထက်ကတက်ကကျောင်းသူကျောင်းသားတွေဖြစ်ပြီးအပူချိန်ဟာတုံညအောင်ရောက်ပြီးတော့အေးအေးလွန်ကဲနေတဲ့အခြေအနေဖြစ်နေတဲ့အတွက်အခုလိုစာသင်နေရတာဖြစ်တယ်လို့ပြန့်နှံ့ခဲ့တဲ့ post မှာဖော်ပြထားပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလူမှုကွန်ရက်သုံးဆွဲသူတွေရဲ့မှတ်ချက်ပြုရေးသားထားတာတွေကိုလည်းတစ်ပါးတည်းတင်ဆက်ပေးလိုက်ပါတယ်။ က်လက်ပြီးတော့မှရမင်းရပရိသတ်ကြီးအတွက်ဗီဒီယိုဖိုင်လေးတစ်ခုကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်ထဲမှာပါဝင်တဲ့ချင်းပြည်နယ်ကကလေးလေးတွေကချစ်ဖို့ကောင်းသလိုပဲသူတို့စီးနေနေတဲ့ရင်ဟာဆိုလို့ရှိရင်လည်းတစ်သားကိုအဓိကအသုံးပြုထားပုံရပြီးတော့ဖန်တီးထားတဲ့စိတ်ကူးလေးကလည်းကောင်းမွန်နေဆိုတာကိုပရိသတ်ကြီးတွေဒီဗီဒီယိုဖိုင်မှာကြည့်ရှုကြည့်ပါရှင်။တသားကိုအဓိကအသုံးပြုထားပုံရတဲ့ဆိုင်ကယ်လိုရှင်ကိုစီးနေတဲ့ချင်းပြည်နယ်ကကလေးငယ်လေးတွေရဲ့ဗီဒီယိုဖိုင်မှာ ကလေးတွေကချစ်စရာကောင်းသလိုပဲဒီရင်ကိုဖန်တီးထားတဲ့စိတ်ကူးကလည်းကောင်းမွန်တဲ့အတွက်ဒီဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ကျန်ဘူးကျန်ဘူး နောက်ဆုံးအနေနဲ့လည်းရမရဗီဒီယိုဖိုင်လေးတစ်ခုထပ်ပြီးတော့ဖွင့်ပြပါအောင်မယ်။ဒီဗီဒီယိုဖိုင်လေးကအခွေးကလေးကဘလောက်တောင်လိမ့်ပါသလဲဆိုတာကိုတော့ပရိသတ်ကြီးတွေကိုယ်တိုင်ပဲကြည့်ရှုကြည့်ပါအောင်ရှင်။ဒီခွေးလေးကိုသူ့ရဲ့သခင်ဖြစ်သူကတင်ပေးထားတာဖြစ်ပြီးတရက်ကိုတမျိုးတင်ပေးထားတာဖြစ်တယ်လို့ပြန်နေငယ်တဲ့ post မှာရေးသားထားပါရယ်။ခိုင်းနာတွေကို အကုန်နားလည်နေတဲ့ဒီခွေးလေးရဲ့ဗီဒီယိုဖိုင်ကိုဆက်လက်ကြည့်ရှုကြည့်ပါရှင်။ထိုင်။ဘေဘေ။ 拍呗，拍。对，对，对。 ဟုတ်ကဲ့ပါဒီတစ်ပတ်မှာရမင်းရွေးချယ်တင်ဆက်ပေးသွားခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး11ရုပ်သက်ပြည်သက်ကြီးတွေအနေနဲ့ကျင်းနဲ့နိုင်ကြလိမ့်မယ်လို့ရှင်မကမျှော်လင့်ပါတယ်ဆက်လက်ပြီးတော့လည်းပြည်သက်တွေရဲ့ကြားထဲမှာစိတ်ဝင်စားမှုတွေမြင့်တက်နေတယ်နောက်ပြော့ပြည့်နှက်မှုတွေများပြားနေတဲ့အကြောင်းအရာတွေကို11ရုပ်သက်ရဲ့ Facebook တိုင်ကျအစီအစဉ်ကနေဆက်လက်ရွေးချယ်စူးစီးတင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့11ရုပ်သက်ပြည်သက်ကြီးအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်